မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘာမိတ်ရီကတ်စတိုရီချန်နယ်ကနေပြန်လဲကြိုးစို့ပါတယ်ဇလန်းဆမှာရနာကအင်ကိုအပြေးလွှားပြန်ရောက်လာပြီးမျက်ရည်တွေနဲ့ငိုနေတဲ့ပုံပါပဲအခန်းထဲကိုရောက်တော့ခံစားမှုတစ်ခုကိုရသွားသလိုဖြစ်ကတယောက်တည်းလွင်မျောနေခဲ့ပါတယ်အဲဒီနောက်မှာရနာဟာသူသားဖြစ်သူကိုခေါ်ပြီးအိမ်မင်းကိုထွက်လာခဲ့ကသူတို့ထွက်လာတာကိုလူတစ်ယောက်ကဓာတ်ပုံရယူနေပါတယ်ဒါကိုသူတို့တွေကလည်းမသိပါဘူးတာမီနှစ်ယောက်အတူကားနဲ့ရေတက်သမောစိတ်ကိုရောက်သွားကာ သူ့ရဲ့ယောက်ျားဖြစ်သူကရေတပ်မှာတာဝန်ထမ်းဆောင်တဲ့ Paris ဖြစ်ပြီးတားကိုမြင်တော့ဝမ်းသာသွားပါတယ်။မိမဖြစ်သူကတော့သိစကားမပြောကျင်သလိုပါပဲ။အယားရှိကခေါ်ပြီးစကားပြောတာတော့မချင်းမငန်နဲ့ပြောပြီးအိတ်တွေယူပြီးပြန်ဖို့ပြင်ပါတယ်။အယားရှိကလည်းသူ့တပည့်မိမကိုချော့ဖို့ရုပ်ရှင်လက်မှတ်နှစ်ဆောင်ပေးလိုက်ပါသေးတယ်။ဒီလိုနဲ့ရုပ်ရှင်ုံထဲမှာဇလန်းကြည့်နေရင် Paris ကမိမကိုပုတိပုတ်သက်လုံနေပေမဲ့လက်မခံပဲညင်းနေတော့အံ့ဩနေခဲ့ပါတယ်။သူမိမစိတ်ဆိုးနေလို့ပဲထင်ပြီးနေလိုက်တာ ဇလန်းအပြီလို့ပြန်ကြတော့ဘေးခန်းကလူတယောက်က Faris ကိုသူ့မိမအကြောင်းကပ်ပြောပါတယ်။ဒီတော့အိမ်ကိုပြန်ရောက်လာတော့ Faris ကရနာကိုမင်းညဘက်အပြင်ထွက်တယ်လားလို့မေးတော့ရှင်ကအဲ့လူတွေပြောတဲ့စကားကိုယုံနေတာလားလို့ပြန်မေးပါတယ်။မင်းကွာရှင်းစာချုပ်တောင်ပေးထားတာပဲလို့ဆိုကရနာကိုတန်တရားဖြစ်သွားပြီးစတင်စစ်မေးပါတော့တယ်။ရနာကလည်းကြိတ်ကံကံနေပါပဲ။ Faris ကဘလို့ပဲပြောပြောမရပဲကျမကရှင်းအစီအကံမဟုတ်ဘူးလို့ဆိုပါတယ်။ Faris ကလည်းမနှက်ပြမင်းသွားတဲ့နေရာကိုငါလိုက်ဖို့ပေးမယ်။ ဒီညတော့ဒီမှာပဲနေပါလို့တောင်းပန်နေရပါတယ်။အိယာတဲကိုရောက်တော့လဲအချောင်းပြကျက်တွေပေးလာပါတယ်။ဒါပေမဲ့အချောင်းပြကျက်ပေးတာမဟုတ်ပဲသူ့ကိုညာနေတာကိုတီသွားလို့သွားစစ်စေးတော့စကားများကြပါတယ်။ဒါကိုတားဖြစ်သူလဲကြားသွားပြီးနိုးလာပါတယ်။ပါရစ်ကလည်းမင်းငါ့ကိုလိန်နေတာလားငါ့ကိုဖောက်ပြန်နေတာလားလို့ဆိုတော့ပြန်မဖြေဘဲကျမအလုပ်တွေလုပ်ရအောင်မယ်လို့ပဲအချောင်းပြကျက်တွေပေးပါတယ်။ပါရစ်ကလည်းမင်းကိုဒီလိုပြောင်းလဲပြစ်လိုက်တဲ့လူကိုငါရှာမယ်လို့ပြောကထွက်သွားပါတယ်။ရနာကလည်းစိတ်ညစ်ပြီးခုံနဲ့ကောင်းနဲ့စောင့်နေတာ ါကိုတားဖြစ်သူကရောက်လာပြီလားတားပါတယ်အဲ့ဒီနောက်မှာတော့ Faris ကအိယာကနိုးလာတော့ runner ကမရှိတော့ပဲတားဖြစ်သူကိုပဲတွေ့ပြီးအမေမရှိဘူးလို့ပဲပြောနေပါတယ်အကန်တကခောက်တံကိုကြားလို့တွားကြည့်တော့ runner ရဲ့လက်ထောက်မီးတားပါတားဖြစ်သူဘူတီကို လာခေါ်တာဖြစ်ပြီး runner ကအလုံးများနေလို့သူနဲ့အထားတာလို့ဆိုပါတယ် runner ကဟိုတယ်အခန်းတစ်ခုငှားနေတာကိုလည်းတီးသွားပါတယ်မီတာက Faris ကိုပူတီပုသက်လှုပ်လာပြီးဒီချိန်မှာတားဖြစ်သူကတွားရအောင်လို့ပြောတော့မီတာကကလေးနဲ့ထွက်သွားဖို့လှုပ်တဲ့အခါမှာ ရန်နာငားနေတဲ့ဟိုတယ်ကိုတီးတယ်လို့ရှီလာလို့မေးလိုက်ပါတယ်ဒီတော့ဝါဟူဆိုတဲ့ဒရိုက်တာတယောက်ရှိပြီသူနဲ့ရမ်းရင်းနေတယ်လို့သူ့စီကိုလည်းတွားလဲဘူးကဟိုတယ်ကလည်းသူငားပေးထားတာလားမသိဘူးလို့ပြောသွားပါတယ်ဘေးရင်ကအဖိုးကြီးတိုနီကလည်းအင်ကိုရောက်လာပြီဖာရစ်ကိုမိမိမကညာဘက်အပြင်နေခဏခဏထွက်တယ်တခါတလေအာယုံတက်ချိန်မှာပြန်လာတယ်ငါမေးတော့လည်းငါကိုစိုက်ကြည့်ပြီးထွက်သွားတယ်လို့ပြောလာပါတယ်အရင်မဲတကူကသူ့နောက်လိုက်နေတယ်မကောင်းတဲ့ဝိညာဉ်မဟုတ်ရင်တည်းရဲပဲမမြင်ရတဲ့အရာပေါ့ ဒီတော့မှ Paris ကလည်းဒါဟုတ်တာပဲလို့ကျွန်တော်ကယောက်ျားတစ်ယောက်ရှိနေတာလားလို့ထင်တယ်လို့ဆိုတော့လုံးဝမဟုတ်ဘူးလို့ Tony ကဆိုပါတယ်။ပြီးတော့သူတို့အခန်းထဲကိုထပ်ဝင်သွားပြီးပဒင်းပေါက်ကနေသူဒီနေရာမှာခဏခဏမြင်ဘူးလေ။သူ့ကိုကြည့်နေတဲ့အရာကိုမင်းအဝိဖြူနဲ့တရက်ကိုကြားဘူးလား။ဘူဒီပဲဖြစ်မှာပါလို့ဆိုတော့တကယ်ပြောတာပါမင်းပုံမြင်နေမကြဘူးလားသူ့အမေကိုမြေမြုပ်ပေးခဲ့တဲ့လူတယောက်ကတရေတကောင်ကိုအမြဲတွေ့နေရတယ်အဲ့ဒီလူတွေပြောနေတဲ့တိုနီကိုတိတ်ပြီးမယုံကြည်တာကြောင့်ထွက်သွားခိုင်းလိုက်ပါတယ် တုန်ဒီအခန်းထဲကထွက်သွားတော့ဖလုံးကြီးကလောင်းကောင်ပုံကြီးဖြစ်နေပါတယ်။မင်းအကူညီဖြစ်အောင်လို့ဆိုကစာအုပ်ကိုလည်းအတင်းပေးသွားပါတယ်။ရန်နာကလည်းဟိုတယ်အခန်းထဲမှာရှိနေပြီ။မလုပ်နေတဲ့တော့မသိပါဘူး။ဝိတာကိုတော့အထဲကိုမဝင်ခိုင်းပါဘူး။ပါရစ်ကလည်းရန်နာလှုပ်လှုပ်တဲ့နေရာကိုပုံဆက်ပြီးစုံစမ်းပါတယ်။ဒီလိုနဲ့ဝါဟူးရဲ့ဖုန်းကိုရာသွားပြီးဆက်ကြည့်လိုက်ကအဲ့ဒီမှာရန်နာရှိလားလို့မေးတော့သူ့ကိုမနှောက်ယှက်ပါနဲ့။ရန်နာကအခုအရက်ညံရွှေနေတာသူ့ကိုမရက်ခိုင်းပါနဲ့။သူကဆေးအားထက်သန်မှုအပြည့်ပဲလို့ဆိုကဖုံးချသွားပါတယ်။ ်ရက်စ်ကလည်းစဉ်းစားမရဖြစ်သွားပါတယ်ရန်နာရဲ့အိတ်တွေထဲကိုရှာကြည့်တော့ဝါဟူနဲ့အတူရိုက်ထားတဲ့ပုံတွေလည်းတွေ့သလိုဟိုတယ်ကိုလည်းတည်သွားကလိုက်သွားပြီးစောင့်ကြည့်နေချင်းပုံတဲကလူတစ်ယောက်ကိုမြင်ပြီးထွက်သွားကအဲ့ဒီလူကလည်းသူ့ကိုမြင်တော့ထွက်ပြေးပါတယ်ဒီတော့အနောက်ကနေလိုက်သွားတော့နိုင်ကလပ်တစ်ခုထဲကိုဝင်သွားလို့နောက်ကနေလိုက်ဝင်သွားကအထဲကိုရောက်တော့ဝါဟူဆိုတဲ့လူဖြစ်နေပြီးအနားကိုသွားကမင်းရန်နာရှိတဲ့နေရာကိုတီလာလို့တဲမေးလိုက်ပါတယ်သူငါအကြောင်းဘာတွေပြောထားလဲမင်းဝင်မပါနဲ့မင်းနဲ့မဆိုင်ဘူးလို့ပြောလိုက်တော့ ရနာကသူ့လက်ရာထဲမှာရှင်းရှင်းလင်းလင်းလှလှပပရေးထားပြီးသားသူ့လူတယောက်လိုအပ်တိုင်းမင်းကရှိမနေခဲ့ဘူးဒီတော့ဖာရစ်ကအင်ကြီးထဆွဲပါတယ်သူ့ဆန္ဒကဘလောက်ပဲပြင်းပြတောက်လောင်နေလဲဆိုတာငါကအမေးမြင်နေရတဲ့သူ့ဘဲလို့ပြောလိုက်တော့ထိုးချဖို့လုပ်ပေမဲ့မလုပ်ဘဲလှုပ်ပေးလိုက်ပါတယ်သူတို့ကိုကြည့်နေတဲ့လူတယောက်ကလည်းရှိနေပါတယ်ဝါဟုကလည်းသူ့ကိုမနှောက်ရှက်နဲ့လို့ပြောကထောက်သွားပါတယ်အပြင်ကိုပြန်ထွက်တော့သူတို့ကိုကြည့်နေတဲ့လူတယောက်ကိုဝါဟုကအနောက်ကနေလိုက်ပြီးစုံစမ်းပေးဖို့ပိုက်ဆံပေးပြီးကြည့်ခိုင်းလိုက်ပါတယ် ပါရစ်ကအင်ကိုပြင်ရောက်တော့မီတာကရောက်လာပြီသူ့ကိုမြူဆွဲဖို့ပြင်တဲ့အခါမှာသားဖြစ်သူကရေချိုးပေးပါလို့လာခေါ်တော့သားကိုရေလိုက်ချိုးပေးရပါတယ်သားဖြစ်သူကိုရေချိုးပေးနေရင်အမေရဲ့အကြောင်းကိုကလေးကိုမေးကြည့်ပါအမေကလည်းအပြင်းနေသွားတယ်အင်ကိုပြန်လာရင်အခန်းထဲကိုပြန်ဝင်သွားတယ်အမေကအယံတနာဖို့ကောင်းတာပဲလို့ဆိုပါတယ်သူနဲ့အတူတခြားတယောက်ဝင်သွားသေးလားလို့မေးတော့မဝင်ဘူးလို့ဖြေပါတယ်သူဒီလိုပြောနေရင်ကလေးကအပေါ်မှာသူ့ရဲ့အွက်တွေမြင်လာတာကိုမြင်ပြီးသူပြန်လာပြီလို့ဆိုကရေထဲကိုငုံနေလိုက်ပါ ဒီချိန်မှာရန်နာကပြန်ရောက်လာတာပါ။သူမပြန်ရောက်လာတော့မီတာကရှိနေလို့မီတာကလည်းချက်ချင်းပြန်ပြေးသွားပါလေ။ရန်နာကလည်းကလေးကိုခေါ်ထုတ်သွားကပါရစ်ကလည်းတန်တရားရှိနေတာတွေကိုဇုံမေးပါလေ။မင်းနဲ့ဝါဟုနဲ့အိတ်ခဲလာလို့မနေရောက်နဲ့အိတ်ခဲသေးလဲလို့မေးတော့ရန်နာကတော်ပြီလို့អော်လိုက်ကခဏနေတော့မီးကြီးတစ်ဖြတ်ဖြတ်ဖြည့်သွားပြီးမီးပြတ်သွားတော့ရန်နာကပျောက်သွားပါလေ။ပါရစ်ကနမ်မီကိုခေါ်နေပြီးမီးထုံးကလိုက်ရှာတော့ရန်ပြင်မှာထိုးစမ်းတဲ့အမှုရာတွေလုပ်နေပြီ။အနာကိုသွားတော့ထအော်လိုက်ကတတိမိသွားပါလေ။ ပါရစ်ကလည်းအိယာထဲကိုပို့လိုက်ပြီးစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။သူထိုင်နေတုန်းမှာပဲမှန်တဲ့ကနေရန်နာရဲ့အပေါ်ကအလုံးကအလောင်းကောင်းကြီးဖြစ်နေလို့ပြန်ကြည့်လိုက်တော့မရှိပါဘူး။ပါရစ်ကလည်းရန်နာရဲ့ဘေးမှာပဲအိပ်ပျော်သွားကရန်နာရဲ့အတန်ကိုကြားလို့နိုးလာပြီးလှည့်ကြည့်တော့ဖလုံးနဲ့ဗရနာကဖီးနေတာပါ။ပါရစ်ကမီးဖွင့်ပြီးဖလုံးကိုတွန်းပယ်လိုက်တော့ငြိမ်သွားပါတယ်။ဒီချိန်မှာဖုံးမိလာလို့ထထွားတော့ပြုတ်ကျသွားတဲ့ဖလုံးကအလောင်းကောင်းကြီးဖြစ်နေတာပါ။ဒါကိုဖာရစ်ကမသိပါဘူး။ပါရစ်လွတ်ထားတဲ့လူကတည်င်းရဖို့ပုံစံတာပါ။ ဝါဟူကရန်နာအလုံးလုံးနေတဲ့နေရာကိုသွားတယ်လို့သတင်းပို့လာတာဒီတော့ Faris ကပေါက်ကွဲပြီးဆဲဆုံနေချင်းရန်နာကထလာပြီးထွက်သွားပါတယ် Faris ကရန်နာကိုရှာမတွေ့လို့အပြင်ကိုရှာဖို့ထွက်သွားပါတယ်တားဖြစ်သူကလည်းနိုးလာပြီးရေကဲတက်တာကိုဖွင့်ပြီးမုံကိုစားဖို့ပြင်ပါတယ်ဒီချိန်မှာအခန်းတကာခောက်တံကိုကြားလိုက်ရပါတယ်ဒါပေမဲ့မဖွင့်ပေးပါဘူး Faris ကလည်းသူသတင်းပေးတဲ့တပည့်စီကိုသွားကအခန်းနံပါတ်မေးလိုက်တော့တော့ပါထုတ်ပေးပါတယ် Faris ကလည်းဒေါ်ဂျီမောဂျီနဲ့ဝင်သွားတော့ဒလိကားတဲ့ကိုအပေါအူတရဝင်လာပါတယ် တကားပိတ်သွားတော့တူလာနေပြီလို့ဆိုတာပြောတန်ကိုကြားလိုက်ရပြီဓလီကပြန်ပွင့်သွားတော့ခုနအဖွားကြီးကမရှိတော့ပါဘူးဒါကိုလဲဖာရစ်ကဂီယုံမဆိုင်ပါဘူးအခန်းကိုပဲအမြန်သွားပြီးရောက်သွားတော့ဝါဟုကစာရွက်တွေကိုကင်ပြီးထိုင်နေတာပါအနက်နဲ့ချိန်ပြီးရန်နာကိုရှာတော့ဒီနေရာမှာမရှိဘူးလို့ပြောပြီးရန်နာကဒီမှာလို့စာရွက်တွေကိုကြည့်ပြီးပြောပါတယ်ဖာရစ်ကလည်းမိမကိုရှာမတွေ့တော့ကြောင်တောင်တောင်ပြောနေတာဝါဟုကိုထိုးပါတော့တယ်သူတီးလိုက်လို့မိသွားတော့ပြန်လာခဲ့လိုက်ပါတယ် အင်ကိုရောက်တဲ့ခါမှာပါကင်ထိုးနေနောက်ခန်းထဲမှာအလောင်းကောင်ကိုမြင်လိုက်ရတယ်။လမ်းမီလှည့်ကြည့်လိုက်တော့မရှိပါဘူး။အင်ကုန်ပြင်ရောက်တော့တားပြစ်သူကမအိပ်သေးလို့မေးတော့အင်သာသွားကြည့်နေပေမဲ့အမေကအဲ့ဒီမှာလို့ပြောတဲ့ခါမှာပါဝင်ကြည့်လိုက်တော့ရန်နာကဖတ်လုံးကိုပေါင်ချတဲ့ညက်ပြီးရေချိုးစလုံးထဲမှာအိပ်ပျော်နေတာပါ။ဒီတော့ရန်နာကိုခေါ်ပြီးအဲ့ရပေါ်ကိုပို့လိုက်ပါတယ်။ဘူဒီကိုမေးတော့လေဘူဒီကမပြောပါဘူး။မိုးရီတဲနေတဲ့တညမှာရန်နာကပြတင်းပေါက်ကနေရက်နေအပြင်ကိုကြည့်ပြီးတကားပွင့်လာတော့ ူမထွက်သွားကသူရက်နေတဲ့နေရာမှာအလောင်းကောင်ကြီးတို့တော့ရှိနေတာပဲရနာကတယောက်တည်းထွက်သွားကတက်စီတစ်စီးကိုငါးစီးသွားပါတယ်တက်စီသမားကလည်းမိန်းကလေးတယောက်တည်းမို့ဆိုပြီးဒီကဘာရေကဘာတွေပြောနေကလမ်းနဲ့ထိဖို့ပြင်တော့ဘေးမှာထိုင်နေတဲ့အလောင်းကောင်ကြီးကိုမြင်ပြီးလမ်းသွားကကားတွေကနေထွက်ဖို့ပြင်ပေမဲ့ထွက်မရပဲကားမှန်နဲ့ခေါင်းနဲ့ရိုက်ခံရပြီးတီဆုံးသွားပါတယ်ရနာကတော့ထွက်လာပြီးကခုံကဟိုတယ်ထဲကိုဝင်သွားပါတယ်ဒါကိုဖာရစ်ကစောင့်ကြည့်ခိုင်းထားတဲ့တယောက်ကလည်းတနက်ကင်ပြီးအနောက်ကနေလိုက်သွားပါတယ် ရန်နာကလည်းဓာတ်ကိုရိမ့်မိသွားပြီးလှည့်ကြည့်တော့ဆဲလီတောက်ချင်းအောင်စောင်းနေလိုက်ပြီးရန်နာကတော့ဆက်ဝင်သွားပါတယ်။ဖာရစ်စောင်းကြည့်ခိုင်းထားတဲ့လူကလည်းဆက်ဝင်လိုက်ပါတယ်။အပေါ်တက်ကိုရောက်တော့ရန်နာကအခန်းထဲကိုဝင်သွားပြီးနောက်ကနေဗီဒီယိုကင်မရာဖွင့်ပြီးလိုက်ကြည့်တော့အခန်းထဲကညီးတန်ကိုကြားလို့ကန်နားထောင်နေတော့တကားကပွင့်သွားလို့ဝင်ကြည့်လိုက်ပါတယ်။ရန်နာကလည်းအကြည့်မှာဟိုတယ်ကကန်းစစ်ခိုင်းလို့လို့ဆိုပါတယ်။ရန်နာကဓာတ်နဲ့ကောက်ချိန်လိုက်ပြီးဓာတ်ကိုပြစ်ချလိုက်ကယနေ့ဇက်မှာစားထိုင်ရေးပါတယ်။ဂတိကလည်းအခန်းထဲကအတန်ကြားလို့တွားကြည့်တော့ဘာမှမရှိပါဘူး။ ဒီတော့မှရန်နာကငါးယောက်ကြားနင်းကိုလှော့လိုက်တာငါသိတယ်။နင်းကငွေဘလောက်ပေးလဲလို့ပြီးတော့အများကြီးလို့ပြောပြီးရန်နာရဲ့အနားကိုတိုးပြီးဘူတီပိုတက်လှုပ်ပြန်ပါတယ်။ဒီအချိန်မှာရေချိုးကန်းထဲကအတန်ကြားလို့ကင်မရာဖွင့်ပြီးအထဲကိုသွားဝင်ကြည့်တော့တွေးတွေကိုမြင်လို့တနက်ကိုကင်ပြီးဝင်လိုက်တဲ့အခါမှာအလောင်းကောင်ကြီးထွက်လာတော့လမ်းပြီးအထွက်မှာရန်နာကကက်ကျင်းနဲ့စီးထိုးလိုက်ပါတယ်။မျက်လုံးကိုထိုးမိသွားပြီးထမပြေးနိုင်ဖြစ်နေတော့မှရန်နာကကက်ကျင်းနဲ့ထိုးပြီးတပ်ဖလိုက်ပါတယ်။ပါရစ်ကလည်းအိတ်နေရင်သူ့မြေမျက်နှာပေါ်ကိုသူ့ရည်ကြလာလို့အပေါ်ကိုကြည့်လိုက်တော့ ူ့ရဲ့အကွက်တွေကိုမြင်လိုက်ရပါတယ်။သူ့ရဲ့မိန်းမလည်းရှိမနေတော့ပါဘူး။ဒီတော့တိုနီပြောတဲ့တရားအကြောင်းကိုယုံသွားပါတယ်။မိမိသားစုကိုမနာလိုတဲ့လူတယောက်ကမကောင်းဆိုးဝါးလွတ်ပြီးရန်နာကိုမေးစီကနေဆွဲထုတ်သွားတာလို့ဆိုပါတယ်။တိုနီကသူ့တို့တဲကိုလိုက်စစ်ဆေးတယ်လို့နဲ့ရန်နာရဲ့ခေါင်းဖိတဲ့ဘီးကိုယူပြီးပုတ်တက်နေပါတယ်။ပါရစ်ကလည်းတိုနီကိုယုံပြီးသူပြောတာတွေကိုလိုက်လုပ်ကြည့်လိုက်ပါတယ်။ရန်နာရဲ့လက်ဆွဲတစ်တာထဲမှာလည်းတိတ်ခွေတစ်ခုကိုမြင်ပြီးဖြွင့်ကြည့်လိုက်တော့ရန်နာရဲ့လက်ထောက်မီတာကပါရစ်နဲ့တခါလောက်အိတ်ခွင်ပေးပါလို့တောင်းနေတာပါ။ Paris ကလည်းသူလွတ်ထားတဲ့လူကိုဖုံးဆက်တော့မကင်တဲ့အတွက်ဟိုတယ်ကိုလိုက်လာပါတယ်။ Rana ကလည်းဝါဟုနဲ့ရှိနေပြီးဝါဟုကအလောင်းကောင်ကိုမြင်ပြီးလန့်နေတော့လယ်ဘင်းကိုလှီးခံလိုက်ရတော့ Randa ကနေပြုတ်ကျသွားပါတယ်။သူကျသွားတာက Farri ရဲ့ကားပေါ်ကိုပါ။ Paris ကလည်းဓာတ်လီကားထဲမှာအရင်တွေ့ခဲ့တဲ့အဖွားကြီးနဲ့ထပ်တွေ့ပြန်ပါတယ်။သူ့ကိုလာနေပြီလို့ပြောကမြည်တွေပြတ်သွားပြီးပျောက်သွားပါတယ်။ဒီလိုနဲ့အခန်းထဲကိုဆက်သွားပြီးခန်းထဲကိုကြည့်လိုက်တဲ့အခါမှာတော့ Randa ကတွေးနေလဲကြနေတာကိုမြင်လိုက်ရပြီးပွေ့ချီလိုက်ကပြန်ခေါ်လာခဲ့လိုက်ပါတယ်။ အိမ်ကိုရောက်တော့တန်ရှင်းရေးလုပ်ပေးပြီးချော့နေပြီမဲ့ရန်နာကလုံးဝလက်မခံပဲငင်းဆန်နေတာပါအသားတွေကိုဓာတ်နဲ့ထိုးဆွနေလို့ Faris ကဝင်ပြီးချော့တဲ့အချိန်ရုံးရင်ကန်ရင်နဲ့စိတ်ထူလာပြီးကိုယ့်လေဖင်းကိုဓာတ်နဲ့လှီပြီးမေးလဲသွားပါတယ်ဝှေ့ချီပြီးကရင်ဘော်ကိုတင်လိုက်ကတိုနီကိုအပြေးသွားခေါ်ပါတယ်တိုနီရဲ့အခန်းထဲမှာသူ့မိန်းမတို့တားမိရဲ့ဓာတ်ပုံတွေရှိနေတာကိုလည်းမြင်လိုက်ရပါတယ်ဒီချိန်မှာပဲတိုနီကထွက်လာပြီး Faris ကလည်းမင်းခိုင်းတာမှန်သမျှငါအကုန်လုပ်ထားတယ်ဒါပေမဲ့ပိုဆိုးလာတယ်လို့ဆိုတော့ ရနာရဲ့ကိုယ်ထဲကမကောင်းဆိုးပါးကိုနှင်ထုတ်ရမယ်ဆိုပြီးအိမ်ကိုလိုက်လာပါတယ်။ခန်းထဲမှာလည်းတိုနီပြောတယ်လို့မျိုးမိတွေထွန်းထားပြီးရနာကိုကတင်းမှာကြိုးတုပ်ထားတာပါ။တိုနီကသူ့ရဲ့အင်ကာဆက်ကိုစစ်ဆေးမှရမယ်ဆိုပြီးလုံနေတော့နေရိုးကမှမကောင်းဆိုးပါးလို့ထပြောပါတယ်။အိမ်ကခောက်တံကိုလည်းကြားလိုက်ရပြီးတိုနီကငါတို့လုံနေတာကိုဘယ်သူမှမသိစေနဲ့လို့ဆိုပြီးအပြင်ကိုလွှတ်လိုက်ပါတယ်။အပြင်မှာမီတာနဲ့သူ့ရဲ့သားလေးကရောက်လာတာပါ။မီတာကလည်းရနာရဲ့အော်တံကိုကြားလို့ပြန်မယ်လို့တော့ဖမ်းဆွဲထားပြီးချုပ်ထားတာ။ပါရစ်ကမင်းငါ့ကိုလိုချင်တာမလား။ ကိုယူလိုက်လို့ဆိုကနန်းနေတော့မီတာကိုအလောင်းကောင်တရေကဝင်ပူးသွားပြီးပါရစ်ကိုတိုက်ခိုက်ပါတော့တယ်ကလေးလေးကလည်းကြောက်နေပြီတိုနီကတော့တကယ်အပနေတာမဟုတ်ပဲရန်နာကိုစော်ကားဖို့ပြင်ပါတယ်ဘာဒါမျိုးကိုတောင်းတနေတာဆိုပြီးပြောတော့နေလိုကောင်းတဲ့အိတ်မဲ့အစာမကောင်းဆိုးဝါနဲ့အိတ်လိုက်မယ်လို့ပြောပြီးတရွေးနဲ့ထွေးပြစ်လိုက်ပါတယ်ဒါလည်းမရပါဘူးမင်းကဒီပုံစံနဲ့ပိုရောင်ဆွဲဆောင်မှုရှိတယ်လို့ပြောကပြောနေပါသေးတယ်မီတာကလည်းတရေပူးပြီးမိုးရွာကြီးတဲ့လမ်းမမှာတစ်ယောက်ပြေးနေပါတယ် အခန်းထဲကိုလည်းဖာရက်စ်ကဝင်လာတော့တိုနီမကောင်းကြံနေတာကိုမြင်ပြီးထိုးကြပါတော့တယ်။သူတို့တွေထိုးကျနေကြတော့မှရန်နာကဂရင်ကြီးကြွတ်တက်လာပြီးမိတွေလည်းပြတ်သွားကပျောက်သွားပါတယ်။ဒီချိန်မှပဲတိုနီကထလာပြီးဖာရက်စ်ကိုတွန်းလိုက်ချိန်အလောင်းကောင်တရေကဝင်ပူးသွားပါတယ်။မီတာကလည်းလမ်းမကြီးထပ်မှတွားရင်ဘလောက်တုံးတွေနဲ့ခေါင်းနဲ့စောင့်နေပါတယ်။အိမ်ထဲမှာလည်းတိုနီကတရေပူးပြီးနိုင်ရန်နဲ့ခေါင်းနဲ့စောင့်နေတာပါ။ဒါကိုဖာရက်စ်ကခေါင်းကိုဆွဲပြီးပြင်းပြင်းစောင့်ပေးလိုက်ကအဆုံးသတ်ပေးလိုက်ပါတယ်။မီတာကလည်းတတိမိသွားပါတော့တယ်။ ဖာရစ်ကသူ့သားကိုတကားဖွင့်ခိုင်းတော့ကလေးကမဖွင့်မေးပဲအဖေကမကောင်းဆိုးွားလို့ပြောပြီးဒီချိန်မှာအပေါ်ကနေသွေးအွက်တွေပေါ်လာပါတယ်။ဖာရစ်ကလည်းလိုက်ကြည့်နေရင်တနတ်နဲ့ပြစ်ထည့်လိုက်ပါတယ်။သူ့တနတ်နဲ့လိုက်ပြစ်နေတုန်းမှာသွေးအွက်တွေကိုချော်လဲသွားကပြန်ထလာပြီးသူ့မိမအတန်ကိုကြားလို့အခန်းထဲကိုဝင်ကြည့်တော့မိမဖြစ်သူကအလောင်းကောင်ကြီးနဲ့ပျော်ပါးနေတာကိုမြင်သွားပြီးတုံလုံးခြောက်ခြားသွားပါတယ်။အလောင်းသည်ကလည်းသူ့ကိုယ်တော့ဂရုမစိုက်တော့ပါဘူး။နောက်ဆုံးမှာတော့ရနာတက်ခဲ့တဲ့လူတွေအားလုံးကိုရုပ်ရှင်ုံကခုံနေမှာတင်ထားလိုက်ပြီး ပါရစ်ကိုတော့ကျိုးနဲ့တုတ်ထားကရန်နာကတနက်ကိုထုတ်ပြီးဂျီနေရင်ကနေပြစ်ထည့်လိုက်ပါတယ်။ဘူဒီလေးကလည်းရှူတိုးတိုးတားကအသက်မပြည့်သေးလို့ကြည့်မရဘူးလို့ဆိုကချောင်းကြည့်ပြီးဇလန်းလဲပြီးဆုံးသွားပါတယ်ခင်ဗျာ။အစိုးဒီလိုက်ပါကြည့်ရှုပေးတဲ့တယောက်စီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်းဤကုန်းချော့လိုက်ပါတယ်ခင်ဗျာ။